2025ခုနှစ်အော်တိုဘာလ14ရက်ဒီနေ့အင်္ဂါနေ့အတွက်ခုနှစ်သားမီးအလုံးတို့အတွက် numerology ကဏ္ဍပင်ဟောကင်းရာဆိုရင်တော့ဒီနေ့ဟာခန်းစားခွင့်အထူးရမယ့်နေ့ဖြစ်တယ်လူကြီးတွေရဲ့မေတ္တာတရားကိုရတဲ့နေ့ဖြစ်တယ်အခက်အခဲတွေကပြင်လည်သွားလိမ့်မယ်မိတ်ဆွေသစ်တွေတကယ်ချင်းသစ်တွေအကျိုးပေးလိမ့်မယ်စတူရှင်ရလုပ်ငန်းတွေတို့အလုပ်သစ်ဆမာတို့အလုပ်လျှောက်မာတို့အရေးကြီးတဲ့ကိစ္စတွေတွေ့ဆုံမာတို့အောင်မြင်လိမ့်မယ်ငွေကြေးကိစ္စတွေလည်းပြင်လည်သွားပါလိမ့်မယ် ီနေ့ဟာကန်တရားကအထူးမျက်နှာသာပေးတဲ့နေ့ဖြစ်တယ်လို့နမိတ်ကောင်းဖတ်လိုက်ရပါတယ်ဒီလိုနေ့မှာကန်တရားကကိုယ့်ကိုအထွတ်ထိပ်ရအောင်အစွမ်းပြုနိုင်အောင်ကိုယ့်ကိုမျက်နှာသာပေးဖို့လို့အတွက်အတွက်ဆိုရင်တော့မနေ့စောစောမျက်နှာသစ်ပြီးတဲ့အခါမှာမျက်နှာသုတ်ဘွားအသစ်ကလေးကိုစတင်ပြီးအသုံးပြုလိုက်ကြပါခင်ဗျာဒီနေ့သင်တန်းကိစ္စပညာရေးကိစ္စရှောက်လာကိစ္စအင်တာဗျူးကိစ္စတွေအောင်မြင်ဖို့လို့အတွက်ဆိုရင်တော့မနေ့စောစောစွန့်ခံကြရတဲ့ကိုရင်ဦးစင်တပါးပါးကိုမျက်နှာသုတ်ဘွားလေးတစ်ခုလှူဒန်းပြီးဆူတောင်းလိုက်ကြပါခင်ဗျာ ဒီနေ့မှာမိကျူတန့်စင်ဖွားမြင်ကြတဲ့ရင်သွေးရတနာရီအတွက်ကတော့မာဘုတ်ဗေရဏိယအင်္ဂါနေ့ဘွားတိုက်ဖွားဇာတာရှင်များဖြစ်ကြပါလေခင်ဗျာငယ်စဉ်ကတည်းကကျမ်းမာချမ်းသာပြီးကြီးပွားချမ်းသာအောင်မြင်ကြမယ့်ရင်သွေးရတနာများဖြစ်ကြောင်းလဲနမိတ်ကောင်းဖတ်လိုက်ပါရခင်ဗျာဒီနေ့ကြောက်တဲ့မွေးနေ့ရှင်တွေအတွက်တနေ့တာလုံးကံအထူးကောင်းဖို့လို့ကုသိုလ်ရတရားလမ်းညွှန်ပေးရမယ်ဆိုရင်တော့ဤစိုက်တဲ့သီလရှင်ဆရာလေးတစ်ပါးပါးကိုစံစီစားစေလှူပွဲများလှူဒန်းပြီးမွေးနေ့အလှူအဖြစ်ကုသိုလ်ပြုဆုတောင်းလိုက်ကြပါခင်ဗျာ ီနေ့အကျိုးပေးစုံမကနန်းကတော့၃ကနန်း၊၃ညကနန်းဖြစ်ပြီးတော့မိတ်ဆွေပေါင်းငွေကန်ကောင်းမှုလို့အတွက်ဆိုရင်တော့စံစည်းလေးအနှဲငယ်ကိုပတ်စံအိမ်ထဲထည့်ထားလိုက်ုံနဲ့တနေ့တားလုံးဝင်လာမဆက်တဲတဲ့ငွေများစွာတို့ရောက်လာနေပါလိမ့်မယ်ခင်ဗျာထို့သူဈေးကော်လက်ခွန်ရရံစမ်းဖြစ်ဆိုရင်လည်းမိမိရဲ့ဆိုင်ရှိမျက်နှာသားကိုမျက်နှာမူပြီးလက်ဖက်ရည်အနှဲငယ်တောင်းရင်ဈေးရောင်းကောင်းမှုဆူတောင်းလိုက်ကြပါစို့အယောင်ထိုင်းနေတဲ့ကုန်ပစ္စည်းတွေအယောင်တော့ဖို့အတွက်ဆိုရင်လည်းခဲတံလေးတစ်ချောင်းနဲ့ တို့ပြီးခောက်ပြီးရိုက်ပြီးဆူတောင်းလိုက်ုံနဲ့အယောင်းတွက်အယောင်းထွက်သွားပါလိမ့်မယ်ခင်ဗျာအမှုအခင်းကြုံနေတဲ့သူတွေဆွေမျိုးမိသားစုမှာရှိရဆိုရင်တော့အမှုကြုံနေတဲ့သူရဲ့အမိကိုကျွဲခေါ်သည့်တလုံးမှရိပ်ပြီးတီလာရှင်ဆရာလေးတစ်ပါးကိုလှူဒန်းလိုက်ကြပါခင်ဗျာကျမ်းမာရေးညံ့နေတဲ့သူတွေဆွေမျိုးမိသားစုမှာရှိရဆိုရင်တော့ဒီလိုနှိမျိုးမှာကျမ်းမာဖို့အတွက်ဆူတောင်းပြီးမြတ်စွာဘုရားရှင်ကိုကိုကာကိုလာအချိုရည်တစ်ခွက်လှူဒန်းလိုက်ကြပါခင်ဗျာအချိန်မြတ်တာရဲ့အိမ်တော်ကြီးကိစ္စတွေကတော့ တောင်းတကြစကားအဆင်မပြေမှုတွေကြုံတွေ့တတ်ပါတယ်အခြေအမြစ်တိုင်းအိမ်နာဝေးအဆင်ပြေဖို့လို့အတွက်ကတော့သွားတိုက်စေတဘူးသွားတိုက်တန်တချောင်းတီလာရှင်ဆရာလေးတပါးကိုဒီနေ့လှူဒန်းလိုက်ကြပါခင်ဗျာ